အားလုံးပဲ Merry Christmas ပါကျွချင်းစရာ Christmas ကာလနေ့မှာချစ်တင်ရတဲ့သူတွေမိသားစုတွေနဲ့အတူသရှင်စွာဖြတ်သန်းနိုင်ရတော့ခွင့်ရှိကစေလို့ရချင်းစီရင်တဲ့ဆုမပေါင်းတောင်းမိပါရဲ့ Christmas ဆိုတဲ့စကားလုံးကိုတော့ကလေးလူငယ်တို့ကြည့်မိရဲ့အားလုံးကကြီး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 ကြားပူးကြပါနဲ့နဲ့ဒီချို့ကတော့ Christmas ဟာ Christian တွေရဲ့ဘာသာရေးပွဲတော်လို့ထင်မြင်ကြပါတယ်အဲ့လိုထင်မြင်ရတဲ့တင်ပါနေပြီဆိုရင်တော့ပထမဆုံးအနေနဲ့ အရေးသွေးမြင့်တွေကိုကောင်းနေရနေဖျက်ရှားပြလိုက်ဖို့တော့ပေါင်းဆိုချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ဗီဒီယိုလေးမှာ Christmas ရဲ့အသေးပေကိုပြပြပြီးတောင်းပါပဲဖြစ်ပါတာ။ Christmas ဆိုတာဘာလဲ Christmas ပွဲတော်ကိုအစောဆုံးအနေနဲ့ဖဲချင်းကလာတွေမှာကျင်းပခဲ့ကြတာလဲဆိုတော့ကိုပြပြပြီးတောင်းပါဖြစ်လို့အဆုံးထိလိုက်ပါချစ်ရှုပေးစေချင်ပါတယ်။ Christmas ကိုကြိုလိုက်တာနဲ့ဒါဟာသခင်ယေရှုရဲ့မွေးဖွားရနေ့ရဖြစ်တယ်လို့အားလုံးကသိကြပါတယ်။ ဒါဆိုရင်ဒီဇင်ဘာ25ရက်နေ့ကတကယ်ပဲတခင်ယေရှုရဲ့မွေးနေ့လား။တမန်ကျောင်းမြောက်ကိုပြန်လည်လာကြည့်မယ်ဆိုရင်တော့တခင်ယေရှုမွေးနေ့ဟာဒီဇင်ဘာ25ရက်နေ့မဟုတ်တလို့တခင်ယေရှုမွေးဖွားရနေ့ရဲ့အတိတ်ကြောင့်ကိုလည်းညီတူတို့မှအသိရှိထားခြင်းမရှိခဲ့ပါဘူး။ဆိုဗန်ကလာမြာမှာခရစ်စမတ်ဖွဲတော်ကိုမေလဧပြီလနဲ့ဇန်နဝါရီလတွေမှာကျင်းပခဲ့ကြပါတယ်။အေဒီ323ခုနှစ်တို့ရရှိလာတဲ့အခါယောမအေကွေကွန်စတန်တိုင်းက Edit of Milan ကိုထုတ်ပြန်ခဲ့ပြီးထိုမင်းကြံကမ်းမှာခရီးရန်ဘာသာကိုတရားဝင်အတိမတ်ပြုခဲ့ပြီးဟေဒီ336ခုနှစ်ရောက်ရှိခဲ့မှသာရောမမျိုးမှာပထမဆုံးအချိန်ဖြစ်ခရစ်စမတ်ပွဲတော်ကိုဒီဇင်ဘာလ25ရက်နေ့မှာကျင်းပခဲ့ကြောင်းမှတ်တမ်းတွေရသိရှိရပါတယ်။ခရစ်စမတ်ပွဲတော်ကိုဒီဇင်ဘာ25မှာကျင်းပခဲ့ခြင်းအစဉ်လာမှာရောမရီရဲ့နိမ့်နက်ဖြာပွဲတော်နဲ့ဆာဒနီလီယာလို့ခေါ်တဲ့ ွဲတော်တို့မှတဆင်ဆင်းထလာခဲ့ကြရဲ့လဲဆိုပါရယ်။ဒါဆိုရင်ခရစ်စမတ်ဆိုတာဘာကိုဆိုလိုတာလဲ။ဘုံများသိရှိထားခဲ့ကြသလိုပဲခရစ်စမတ်ဟာခင်ယေရှုမွေးဖွားရမည့်ရဲ့တမန်တော်ခင်ယေရှုဤလောကကိုချဆင်းလာတာကိုချုပ်ဆိုတဲ့ပွဲဖြစ်ပါတယ်။ဒါပြင်အခြားသေးပေတွေလည်းရှိနေပါသေးတယ်။ဂေရိုခရစ်စမတ်ဆိုတာ Christ နဲ့မဆိုတော့ဘဝရနှစ်ခုကိုပေါင်းဆက်ထားတာဖြစ်ပြီး ခွဲဆိုတာသခင်ယေရှုကိုဆိုလိုတာဖြစ်ပြီးမက်ဆိုတာကတော့လူထုဆိုလိုတာဖြစ်ပါတယ်။ထိုစာလုံးတစ်ခုကိုပေါင်းစပ်လိုက်တဲ့အခါမှာတော့ခရစ်တော်နဲ့လူလူပေါင်းစည်းခြင်းကိုအသေးပင်ရပါတယ်။ဒီနေရာမှာပြောပြချင်တာလေးတစ်ခုကလူစုဆိုတဲ့နေရာမှာခွဲရန်ဘာသာဝင်တွေကိုပဲတည်တံ့ပြောဆိုခြင်းမျိုးမဟုတ်ပဲလူသားအားလုံးကိုရည်ရွယ်ပြောဆိုခြင်းဖြစ်ပါတယ်။ဒါကြောင့်ခရစ်မတ်ပွဲတော်ဟာလူသားတွေနဲ့ခရစ်တော်ပေါင်းစည်းခြင်းတနည်းအားဖြင့်လူအလုံးအပတ် ခရစ်တော်ဖာမင်းနာခြင်းကိုဝမ်းမောစွာနဲ့ကျူးကျူးရဲပွဲဖြစ်သောကြောင့်ခရစ်မတ်ဆိုတာခရစ်ယာန်တွေပဲဒီထန်ချင်ပါရတဲ့ဘာသာရေးပွဲတော်ဆိုတာထက်ပူချေပြန့်ပြီးလူသားအားလုံးနဲ့သက်ဆိုင်တဲ့ဝယ်ဆိုတာကိုသိစေချင်ပါတယ်။ဒါပြင်ခရစ်မတ်ကို Xmas လို့လည်းအတူကခေါ်ဆိုကြပါသေးတယ်။မတိနားလည်တော့သူတို့ချိုးကတော့ X ဆိုတာမှန်ရင်းသောသင်္ကေတချက်ချင်းဖြစ်သောကြောင့် Xmas လို့မတုံ့ဆွဲတဲ့ကြောင်ပြောဆိုကြပါတယ်။ ခရစ်ဆိုတာဂရိဘာသာစကားခရစ်တိုမှဆင်းထလာဖြစ်ပြီးဂရိဘာသာစကားမှာခရစ်တိုကိုရေးသားတဲ့အခါခရစ်ကိုကိုစားပြုသောအဖြစ်ခရစ်ကလုံးဖြစ်သော H ကိုတူကောင်းနေပင်သုံးဆထားခြင်းဖြစ်ပါတယ်။ဒါပေမဲ့ Ismail သုံးဆဟာမိုင်းရစွာသုံးဆထားခြင်းမျိုးမဟုတ်ပါဘူး။ခရစ်မတ်ကလာရရှိလာဆိုရင်ဆန်နာကလော့ကိုလည်းမိသားလို့မရပါဘူး။ဒါဆိုရင်ဆန်နာကလော့ဆိုတာတကယ်ရှိခဲ့တာဆိုရင်မိဖို့နေလည်းရှိလာပါလိမ့်မယ်။ ကေယောစန္ဒာဆိုရတဲ့ရှိခဲ့ပါတယ်။ဒါပေမဲ့အန်ဒီယံဝတ်ဆောင်ကြီးဝတ်ပြီးဆွတ်ဖားလဲပေါ်မှာလက်ဆောင်နဲ့တင်ပြီးတမင်တွေနဲ့ကောင်းမှုမှပြန်တန်းနေတဲ့ပုံစံမျိုးတော့မဟုတ်ခဲ့ပါဘူး။စန္ဒာဆိုတာအီတီနီယာ90ခန့်မှာတူရကီနိုင်ငံပက်ထရာမြို့နိုင်မိပါခဲ့တဲ့စင်နီကိုလတ်စ်လို့ခေါ်တဲ့ဘစ်ရှော့ပါကိုခေါ်ဆိုချင်တဲ့ဖြစ်ပါတယ်။သူအားလုံးချင်းသာတက်ပြီးစင်ရဲ့ဒုက္ခရောက်နေတဲ့သူများကိုကူညီပေးကမ်းခြင်းများအပြင်ကလင်းငယ်များကိုလည်းကာဝေးဆောင်ရှောက်ပေးတဲ့သူတယောက်လည်းဖြစ်ပါတယ်။ ကာရောနီကိုလတ်စ်ကခီတောင်းရင်စင်သားအဖို့ကိုနဲ့တမင်းများမိထိုင်ရာအင်တဲမှာဝင်ရောက်တဲခုခဲ့ပါတယ်။အဖို့ကသူကအသက်ရဲ့ကြီးရင်လာပြီးဖြစ်တော့ချောင်းသူရဲ့တမင်းများကိုအိမ်အောင်ပြုပေးခြင်းတော်လဲသူတို့ရဲ့တလိထုံးဆန့်ရရအိမ်အောင်ပြုတဲ့အခါမှာမင်းလေးဘက်ကတင်တောင်းရမျိုးကိုမတတ်နိုင်တော့ချောင်းဝမ်းနေရချောင်းနီကိုလတ်စ်ကပြန်ပြောခဲ့ပါတယ်။သူတို့နီကိုလတ်စ်ဟာအဖို့တို့ကနှုတ်ဆက်ထွက်ခွာခဲ့ပြီးများချင်းမှာ ဘသူမှမသိအောင်တင်းတဆိတ်တန်လေးရရှိလာပြီးနောက်မှာတော့အဖိုးအိုရဲ့သမီးများကမီးလင်းပုံမှာအချောက်ခရင်ချစ်စိတ်ထားတော့ချစ်အေးများအတွင်တို့ရွှေတုံးငါကိုထည့်ထားပေးခဲ့လို့လည်းသိရပါတယ်ဒီပုံမြင်လေးကိုဆဲပြုတ်ပြီးနောက်ပိုင်းမှာတော့ခရစ်စမတ်ကာလမှာချစ်အေးများချစ်စိတ်ခြင်းတလိလည်းဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်ဆန်နီကိုလတ်စီချင်းနာတနာထပ်ပြီးပီကန်များဝေတဲ့စင်ကလုံးနာကိုလေးစားကုန်ပြုတော်အပြင်နေသာလန်မှာ ဆန်ဂါကလက်စ်ကိုဂုံပြုခေါ်ဆိုခဲ့ရမှာအမေရိကသို့ရောက်ရှိလာတဲ့အခါမှာတော့ဆန်ဂါကလော့ကိုပြောင်းလဲခေါ်ဆိုခဲ့ကြခြင်းဖြစ်ပါတယ်။ထို့ပြင်ယခုလက်ရှိအားလုံးတွင်တွေ့နေကြရတဲ့ဆန်နာရဲ့ဝတ်စုံဒီဇိုင်းကိုလည်း1932ခုနှစ်မှာကိုကာကိုလာကုမ္ပဏီကသူတို့ရဲ့ချုံညာဒီဇိုင်းကလာတင်းနဲ့လိုက်ပန်းမှုချစ်စီရင်ရည်ရွယ်ပြီးအထန်ဆန်နုံကဒီဇိုင်းကြီးဆွဲခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။နောက်ထပ် ခရစ်စမတ်ရဲ့တင်ပြထားတဲ့ခုဖြစ်တဲ့ခရစ်စမတ်ထရီလေးတွေကတော့ခရစ်တော်မပေါ်နေချိန်ကလေးကတင်ပြခဲ့တဲ့ယောမရီရဲ့အနေနဲ့ဖျားပူဇော်ပွဲနဲ့ပေဂန်တို့ရဲ့ဆက်တနေရပွဲတွေကနေဆင်းသက်လာခဲ့ကြတာဖြစ်ပါတယ်။အစောပိုင်းမှာသာမန်ရှင်သန်ခြင်းဟုသောအသေးပေပြင်အမြဲဆင်းတစ်ပွင့်များကိုအလားဆင်ပြီးအသုံးပြုခဲ့ကြပါတယ်။ပထမဆုံးခရစ်စမတ်တစ်ပွင့်ကတော့1604ခုနှစ်မှာဂျာမန်လူမျိုးတွေကစတင်ကွန်ပျူတာခဲ့လို့လည်းသိရပါတယ်။ခရစ်စမတ်တစ်ပွင့်ကထရီကန်ပုံတရားရှိပြီး ထိတ်မှခြေတစင်းပါရှိရပါတယ်။ခြေမပါတော့တစ်ပင်ဟာခရစ်စမတ်တစ်ပင်ဟုမဆိုနိုင်ပါဘူး။ဒါကြောင့်လဲဆိုတော့တစ်ပင်ရဲ့ထိတ်မှရှိတဲ့ခြေဟာပလင်ဟန်ခြေကိုကူစားပြုတာဖြစ်ပြီးခရစ်တော်ကိုချီးစူးတော်အဓိကသင်္ကေတဖြစ်တာကြောင့်ဆိုပါတယ်။သူခရစ်စမတ်တစ်ပင်ကိုစင်ဖိုနီဖေ့စ်ကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီးသရီးရန်ပုံကရန်ကိုရွေးချယ်ရခြင်းမှလည်းခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ဒီဟုသောသုံးပါးသစ်စုကိုကူစားပြုရလို့လည်းမှတ်တမ်းတွေရတရှိရပါတယ်။ ရခုချိန်မှာတော့ခရစ်စမတ်ကာလရောက်ရှိလာပြီဆိုရင်မိသားစုများဆုံငင်စွာနဲ့ဖြောရှင်စွာဝမ်းပွဲစားတာချင်းတက်ဆောင်ပေးခြင်းများပြုလုပ်ကြပြီးဖြောရှင်စွာနဲ့ခရစ်စမတ်ချိန်ကာလကိုဖြတ်သန်းကြပါရဲ့။အများဆုံးမိလုံးလေးများနဲ့ရင်ကိုလာဆင်ခြင်းခရစ်စမတ်ပင်နဲ့ချိုးခြင်းများကိုလာဆင်ထားခြင်းတွေဖြင့်အေးချမ်းလာတဲ့ညချမ်းလေးမှာပြန့်လည်လာတဲ့ရှိတဲ့ခရစ်စမတ်ကေကိုကြချင်းထန်နေပြီဟာနဲ့ခရစ်စမတ်ရဲ့လာပါတဲ့တင်ကိတာလေးတွေကိုဆိုရင်လည်းမမားပါဘူး။ ဒီလိုပြုရှင်စာကောင်းတဲ့ခရစ်မတ်ကာလကိုမင်းမစွာနွားလေပြီးတရက်တစ္ဆာညာတောက်စားပြီးပြေလုံချူရရဲ့ပွင့်မျိုးတော့မဟုတ်ပါသူရဲ့အလုံးရဲ့ဖြစ်တဲ့ချော့ဆင်းလာတဲ့ခရစ်တော်ကိုကျူးလွန်တော့ခွင့်ဖြစ်တော်ကြောင်းအလုံးနဲ့ချစ်ခင်ရင်းနေရတဲ့မိသားစုနဲ့တင်နေချင်းလို့နဲ့အတူခရစ်မတ်ကာလမှာပျော်ရွှင်စွာနဲ့ဖြတ်တန်းနိုင်ကြပြီးနှစ်တနည်းရဲ့အဆုံးသတ်လေးမှာကြုံတိခံစားကြရတဲ့ဘဝအမောရီနဲ့ပြည့်ပြောင်းလာကြပါစေလို့ဆုတောင်းရပါ ဗီဒီယိုလေးကိုဆောင်းသပ်ပါရယ်ဆောင်းသီးလိုက်ပါနားဆင်ပေးကြတဲ့တင်ဒားကောင်းကိုကျေးဇူးတင်ပါတယ်